တမကူရဲ့ Viscount Hero ကပိုအစစ်မြင့်လာပြီးရောခောင်းနေဝါကြိုပြီးဖြစ်လာခဲ့ပါပြီ။ကိုကိုဖောက်ခွဲသွားမယ်လို့မတင်ထားတာကြောင့်မိကိုအရင်ညိမ့်မှုတမကူကပြောလိုက်ပါတယ်။မပောက်ခွဲခင်အချိန်မီပတ်ဖြိုကိုချွတ်ပါတော့ကမှန်တဲ့ကိုခေါ်နိုင်ခဲ့တာမလို့လွတ်မြောက်သွားခဲ့ရတာပါ။မေရာဝေါ်ကိုမြင်တော့ပတ်ဖြိုအရင်အံ့ဩနေတဲ့အခါဒီနေရာကဘယူလီမရှိဘဲဝင်လို့မရတဲ့နေရာမလို့လုံခြုံပြီးရောစံကြီးကိုလည်းခေါ်ပြီးထွက်ပြေးနေတာမလို့ပတ်ဖြိုဒီထားရတွေကိုပြောပြပေးဖို့ချွတ်ပါကပြောလိုက်ပါတယ်။ ကျွန်တော်နဲ့ပတ်ဖြူလဲလူဗီဒိုအဖမ်းခံထားရတဲ့အကြောင်းနဲ့ပိုနီကလစ်သွားယူရဲ့ဘရစ်ကိုလည်းစိတ်ပူမိတဲ့အကြောင်းပြောပြလိုက်ပါရယ်အချိန်မရှိတော့သူပုံတွေအတင်းပြင်ပြီးပြီလာလို့ချက်ပကမေးတော့ခါပြောလဲသူဆွဲထားတဲ့ပုံတွေကိုပြလိုက်တော့ဒီပုံတွေကလူတွေဘာမှရှိလဲလို့မှန်တွေကိုမေးပါတော့ယ်မြင်လိုက်တဲ့မှန်တဲ့ချုပ်ကလိမ်မယောင်စပိန်နဲ့ကောင်မာလေးကဂျင်ဘဲနဲ့အတူရှိနေကြောင်းပြန်ပြောပြပါတော့ယ်တစ်ဖက်ကလူဗီကလည်းစံကြီးနေမယ်ကိုပဲအော်ခေါ်ပြီးလိုက်ရှာနေတော့ခါဗလာတာနဲ့တွေ့တော့လူဗီလည်းတကုနာတော့ငါတိုက်ခိုက်ပြပြီးမှလာလို့ပြောလိုက်ပါရယ်အဲ့ဒါကအခုကြီးခရန်စာလို့ခါဗလာတာကပြန်ပြောလိုက်ပြီးလူဗီကိုစာပြီးတိုက်ခိုက်ဖို့လှုပ်ပါတော့ယ် လူဖီကလည်းဘဲကောင်းမဲ့ဖြစ်သူသားမှလာရှုံးရင်အကုန်ပိတ်ဆော့ပြမယ်ဆိုကစာပေးတိုက်ခိုက်ပါတော့ဟဲ့လူဖီကဘိုက်စာနေပြီမလို့ခဏနဲ့တိလက်သွားတဲ့အချိန်ကဘလတာကလူဖီကိုချုပ်လိုက်ပြီးသူ့ကိုယ်ကိုပြန်ခန်းစားစီရမယ်လို့ဆိုပါရဲ့စန်ကြီးကိုပြောမှရမယ်လို့လူဖီကပြောတဲ့အခါမင်းတို့တွေကိုတစ္ဆာဖောက်တော်တဲ့ကောင်ကိုလွတ်ထားပစ်လိုက်ပါဆိုပြီးကဘလတာကရှီမောရတဲ့အခါလူဖီကဒေါ်လာထွက်လာပြီးတော့စန်ကြီးမကောင်းချောင်းကိုမပြောနဲ့လို့ပြန်အောင်ပြလိုက်ပြီးတော့ဟော့ရိုက်ဖင်နဲ့ထိုးလိုက်ပါတော့ဟဲ့ သူတို့နဲ့လူပီလေးရှစ်ကိုဆက်လာပြီးသူဘိုက်စာနေပေမဲ့စံကြီးကိုခေါ်ပြီးလိုက်ရှာနေခဲ့ပါရဲ့ဟိုကဲရဲ့ရှေးတိုက်တတရတတဲမှာလဲစနီတယောက်သူ့အမရေဂျူပြောခဲ့တဲ့ဇကားတွေကိုပြန်တွေးနေမိခဲ့ပါရဲ့တဖက်မှာလဲနာမီကလူဖီစံကြီးနဲ့တွေ့ရမလားလို့ချင်ပဲကိုပြောနေခဲ့ပါရဲ့ရှေးတိုက်ကအကြီးကြီးမလို့ရှာဖို့လဲဆက်ပြီးတခိုင်းနေရတာမလို့အစင်ပြေပိုလဲမျောလဲပြီးချင်ပဲကတူတူလဲဒီကနေ့အပြန်ထွက်မရမယ်လို့ဆိုပါရဲ့စစ်သားတွေကလဲချင်ပဲနောက်ကနေလိုက်ပြီးပြစ်ခတ်နေတာမလို့အနောက်ကိုနာမီကသူ့တပ်ဝင်ချားဖို့ပြောလိုက်ပါရဲ့မှန်ကန်နေတဲ့စင်လဲချက်ပါကလဲနာမီကိုပြလိုက်ရတာမလို့ချက်ချင်းထွက်တဲ့အခါနာမီရဲ့မိုးကြိုးစာမိသွားခဲ့ပါပြီ နာမည်နဲ့ချက်ပေါင်းကုန်ပြီးတော့အရန်လန့်သွားပြီးမှန်တဲကနဲ့ခါရော့ကလည်းတိုးတိုးကဲဖို့လာခဲ့တဲ့အကြောင်းကိုပြောပြလိုက်ပါရယ်နာမည်နဲ့ပြန်တောင်းမှနေတော့ရှန်လူတကလည်းထက်လာနေပြီမလို့မှန်တဲကိုဝင်လိုက်ဖို့ခါရော့ကပြောလိုက်ပါရယ်တပကလူဗီကလည်းတိကိုတိမရမယ့်ကိစ္စရှိတာမလို့စံကြီးကိုအော်ခေါ်ပြီးလိုက်ရှာရတော့ရေချူကလူဗီကိုအထဲကိုဆွဲခေါ်ပြီးလိုက်ပါတယ် မက်ဂျူကိုမြင်တော့လူဖီလည်းသူစန်ဂျီကိုရှာနေတာမို့လို့ဘာလို့တားလဲလို့ပြန်မေးလိုက်ပါတယ်စန်ဂျီကခုနကတည်းကအထိဒီမှာရှိနေကြတယ်လို့ရဲဂျူကပြောတော့လူဖီလည်းတိုးကပူတင်လေဆာတာကိုခံရရတာမို့လို့လက်ထပ်ပွဲမှာစန်ဂျီကိုတပ်ပြေးကြတော့မဲ့အကြောင်းကိုပြောပြရင်ရဲဂျူရဲ့ထင်အားကိုမြင်တော့အဆင်ပြေရလားလို့လူဖီကပြန်မေးလိုက်ပါတယ်စိတ်ပူပြီးလို့လူဖီကိုကျေးဇူးတင်ပေးပူတင်ရဲ့ကိစ္စဆိုရင်အခုလေးတင်အားလုံးစန်ဂျီကတီသွားခဲ့ပြီးဒီကျုံကားတွေလည်းပြေးဖို့ပြောခဲ့ပေမဲ့စန်ဂျီကအစ်ဘလူးကလူချုံနဲ့ရှော့ခတ်တွေအတွက်လည်းအန်ရဲ့ဖြစ်လာမှာကိုစိုးရိမ်နေတယ်လို့ရဲဂျူကပြောပြလိုက်ပါတယ် is blue ကဘာရာဒီစတောက်ဆိုင်ဆိုတာလူဗီကသူကောင်းကောင်းသိရလို့ပြောနေရင်လည်းဘိုက်ကအရန်စာပြီးနေတော့မရအောင်ထိတယ်ဖြစ်နေတဲ့အခါရီယယ်ဂျူတဲ့စားစရာတခုခုရှူမလားလို့မေးလိုက်ပါရဲ့ ။ဒါမဲ့လူဗီကတော့မလို့အပူလို့ပြန်ပြောလိုက်ပါရဲ့။ရဂျူလည်းလူဗီကစံကြီးချက်ကျွေးတဲ့ကလူကြီးဘာမှမစားဘူးလို့ပြောခဲ့တာတွေကိုပြန်တွေးနေမိခဲ့ပါရဲ့။စံကြီးတယောက်အယူလောက်ခံနေရတာမဟုတ်ရင်ရှားတာမလို့ရဂျူကလည်းခြေဆုပ်တင်ကြောင်ပြောပြီးတော့လူဗီကထွက်သွားဖို့လုပ်တဲ့အခါဘယ်ကိုသွားမလို့လဲလို့ရဂျူကမေးလိုက်ပါရဲ့။လူဗီကသူခတိပေးပြီးစောင်းနေမယ်ဆိုတဲ့နေရာကဒီနေရာမဟုတ်ဘူးဆိုပြီးတော့ပဒင်းပေါက်ကနေခုံထွက်သွားခဲ့ပါပြီ။တဖက်မှာလည်းစံကြီးတယောက်သူ့ဖိတ်ချင်းချောက်ခဲ့တဲ့ဇကားတွေပြန်ပြန်ပြောခဲ့တဲ့မင်းနဲ့ထွန်ပြင်းအကောင်းဆုံးဖြစ်လာမယ်ဆိုတဲ့ဇကားတွေဖိုတင်ပြောခဲ့တဲ့မနက်ဖြန်လက်ထက်ပေါ်မှာ Vince Mo Family အသက်ခံရမယ်ဆိုတဲ့ဇကားတွေစံကြီးကိုလာခေါ်ဖို့ရောက်လာ ကဲတဲ့လူတွေတို့တငယ်ချင်းတွေအားလုံးကိုတခုချင်းစီစံချီကပြန်တွေးနေမိခဲ့ပြီးတော့သူနောက်ပြန်လဲဖို့နောက်ကျသွားပြီလို့လူတွေကပြောနေခဲ့ပါတယ်တပကလူဗီကလည်းဘိုက်စာလို့အာမရှိဖြစ်နေခဲ့ပေမဲ့သူတို့ကတိပေးထားတဲ့နေရာကိုပဲဥတည်နေခဲ့ပါတယ်။အတံမီနေတဲ့ဘိုက်ကိုလူဗီကရိုက်ထုတ်ရင်အရှိကိုဆက်လာနေခဲ့ပြီးသူတို့ကတိပေးထားတဲ့နေရာကိုရှာနေခဲ့ပါပြီ။လူဗီကိုတားမြစ်ဖို့အတွက်စတားတွေကလည်းရှိနေတာမလို့လူဗီလည်းသူ့လမ်းမှာလာမလျှောက်ဖို့ပြောလိုက်ပါတယ်။ တဖက်မှာလည်းနာမည်တော့ကမှန်တဲ့လျှောက်လာပြီးဘျူလီကလည်းပြန်ထီးရလာခဲ့ပါပြီ။ရှင်ဘဲကိုမြင်တော့ဘျူလီလည်းတတော်တွေနဲ့အတူရှိနေတာတစ္ဆာဖောက်မှုကြီးမလို့အဖွဲကနေထွက်သွားဖို့ကြားချောင်းလဲပြလိုက်ပါရဲ့။မမကဝိုက်ပီးရဲ့တဆုံသွားပြီးကတည်းက Fishman Island ကိုကာကွယ်ပေးနေကြတဲ့သူမလို့အကျွေးတင်နေခဲ့ပြီးတော့ရှင်ဘဲကသူထွက်ခွာဖို့ဆိုကတည်းကလည်းတာဝန်ကိုဖြည့်ဆည်းပေးချင်ခဲ့တယ်။ဒါပေမဲ့အဲ့ဒီ level ကတေတန်နဲ့မကောင်းဆိုးပါရှိရချက်အနမ်းတက်တွေပဲရှာရလို့ရှင်ဘဲကထပ်ပြောတော့ပပျိုကလည်းမလောက်တာကောင်းပါရဲ့လို့ဝင်ပြောလိုက်ပါရဲ့။လွန်ခဲ့တဲ့9နှစ်တုန်းကမိတ်ဆွေတယောက်ကလည်းအဲ့ဒီ level ကြောင့်ပဲတည်ဆုံခဲ့ရပြီးတော့အဲ့ဒါကလှည့်တဲ့ ဲ့သူတိုင်းကိုတတ်ဖို့လှုပ်ထားတဲ့အရာတစ်ခုပဲလို့ပက်ထရိုကချက်ပြောလိုက်ပါတယ် မမကဘသူကမှအသက်ရှင်လျက်ထွက်သွားခွင့်ပြုမှာမဟုတ်ပဲသူစီလာမယ်ဆိုကြိုးစိုးနေတက်ပြီးတော့သူစီကထွက်သွားမယ်သူတွေဆိုရင်အကုန်လုံးကိုတတ်ပြတ်တဲ့လူတွေကဆိုပါရဲ့အချိန်မရှိရလို့ဘရိုတိုရှိနေတဲ့စီကိုလည်းတွားချရမယ်လို့ချောကပြောလိုက်ပါတယ်တပတ်မှလည်းပင်မကဘရိုကိုအရန်သဘောချနေခဲ့ပြီးတော့အဲ့ဒီအယူချက်ကိုဒီမှာပဲခေါ်ထားမှလို့ဘရိုကမေးလိုက်ပါတယ်ဒီလိုတက်ရှိမျိုးကအရန်ရှားပါတာမလို့စာအုပ်ထဲထည့်ထားတဲ့စာရင်ခဏတော့ဒီမှာပဲထထားအောင်မယ်လို့ပင်မကဆိုပါရဲ့စျောဟတ်ကိုကိုင်တွင်နိုင်ခဲ့တာကလည်းတာဝန်ချေပါတယ်လို့ပင်မကချက်ပြောတော့ပူတင်လည်းတိုးတိုးတွေကိုဒီတိုင်းတက်ပြတ်တော့မှလားလို့ပြန်မေးလိုက်ပါတယ် မင်္ဂလာဆောင်ပွဲပြီးရင်တော့အားလုံးကိုရှင်ပြေးရလိမ့်မယ်လို့ဗမက်ကပြောတဲ့အခါပိုတကသူ့နောက်ကိုရက်ဂျူကလိုက်နေတာမလို့ခြေတော်ကိုတန်းတန်းနဲ့ပစ်ခဲ့ပြီးတော့မှတ်ညံတွေကိုလည်းပြန်ယူခဲ့ကြအောင်ပြောပြလိုက်ပါတယ်။ဒါတကူကြားရတဲ့ပြုတ်လည်းမယုံမကြည်နိုင်ဖြစ်နေခဲ့ရပါပြီ။ ပူတင်ကအရေးကြီးတဲ့ဒုသမီတယောက်မလို့တတိထားဖို့ပမန်ကပြောတဲ့အခါပူတင်ကတော့စိတ်ဝတ်ဖို့ပြန်ပြောလိုက်ပြီးတော့အဲ့ဒီကျေးဇူးနဲ့ပဲချာမာရဲ့အစိမ့်မြင့်ထားတဲ့ကိုယ်တွေကိုဒီကြည်ရည်နဲ့ဖောက်ပြလို့ရပြီလို့ဆိုပါတယ်။ဒါကိုပမန်ကရှီမောနေပြီးမနှက်ပြန်ပူတင်ရဲ့တနက်ပြစ်တံကအားလုံးကိုအချက်ပေးနဲ့မဆုံးနိုင်တဲ့လက်ခုပ်တန်နဲ့ရှိတာတွေဒသူသားစက်ကြီးရဲ့ဒုသမီတို့ရဲ့ချိန်ဆအနန်းကအားလုံးကိုဆွဲဆောင်နေပြီးတော့ပူတင်ကိုနမ်းမို့လှုပ်တဲ့အချိန်တတရမျက်လုံးကိုမြင်လိုက်ရတဲ့အခါလှပတဲ့ဒသူသမီရဲ့ကြောက်စရာတကယ်မျက်နှာကိုမြင်လိုက်ရတဲ့အချိန်အဲ့ဒီအချိန်လေးမှာတခါတည်းတက်ပြရမယ့်အချိန် အဲ့ဒီနေရာကသူ့မျက်ခုံးတွေချားဖြစ်ပြီးတော့ဂျာမာကအရန်အံ့ဩပြီးတော့ပြေးဖို့နောက်ကိုလည်းလှည့်မရတော့တဲ့အချိန်မရေမတွန့်နိုင်တဲ့သနတ်တန်တွေက Vinsmoke Family ကိုလည်းပြစ်ခတ်နေပြီးတော့ Mishu မိပန်းတွေလိုပဲသနတ်ပြစ်တဲ့တွေကလည်းရှက်ဆဲတော့မှမဟုတ်တော့လို့တွေးခန့်ကြီးကလည်းချမ်းပြမှာဂျေပြတ်လာမယ်အသက်မရှိရတဲ့ Vinsmoke Family ၆ယောက်ရဲ့ပုံစံတကယ်ပါတီကအဲ့ဒီကနေဂျာမာစမှာမလို့ဂျာမာတစ်ခုလုံးကဖင်မန်းကသူ့ပိုင်ဖြစ်လာပြီလို့ဝန်တာအားနဲ့ပြောနေခဲ့ပါတယ် တဖက်ကစံကြီးအခန်းထဲကိုလည်းစစ်တားအပြင်းနဲ့စောင့်ကြည့်နေခဲ့ပါတယ်။စံကြီးရဲ့အဆောင်အိပ်ပျော်နေတာကိုစစ်တားတွေကလည်းစံကြီးထင်းနေပြီးတော့စံကြီးအိပ်ပျော်နေကြောင်းဂလက်ကိုတင်ပြနေခဲ့ပါတယ်။တဖက်ကမော်ဂျီအော်ကလည်းအောင်းနဲ့စကားပြောနေပြီးတော့ပိုတင်တီကိုမြောက်ခေါ်တုံးက6ယောက်ရှိခဲ့တယ်။ဆိုကင်းကမမလက်ထဲမှာပတ်ဖြူကတုတ်ကတူဖောက်ခွဲပစ်သွားပြီးဒါဆိုရင်2ယောက်ကြာဆုံးသွားပြီမလို့နောက်တစ်ခုကဖျားအောင်တော့အုပ်ထဲဝင်လာတဲ့4ယောက်သူတို့ကဘူလီဖက်တော့ကိုခံလိုက်ရှာတယ်။ ကြယ်တာကခရက်ကောက်ကိုစော်ပြီးတော့တောအုပ်ထဲကထွက်လာတဲ့သူတို့နှစ်ယောက်ဆိုရင်ပဲမြောက်ကထောက်စာကြီးတိုက်ထဲမှာတေချာဖန်းကန်းရက်သားလို့ဘာလို့ထောက်ဖောက်သွားတဲ့ဆိုတဲ့တဲ့င်းတွေထွက်နေရတယ်လို့မော်ဒီယောကပြောလိုက်ပါတယ်။ဘာလို့ဖြစ်လို့ရှင်ဘဲကမှပေါ်လာရတာလဲလို့အားလုံးကထောင်ဆောင်ကြံနေခဲ့တဲ့အော်ပရာကိုမေးကြတဲ့အခါဘသူမှမြောက်ကိုမလာခဲ့ပဲမမိုင်းအမိန်တိုင်းလူသားရဲ့တည်နေရကိုမေးပေမဲ့ဘာမှမသိကြတော့တိတ်တဲ့အထိမီးရှို့ခဲ့တယ်လို့အော်ပရာကဆိုပါတယ်။တကယ်တော့အော်ပရာဟာသူစောင့်ကြည့်တာကကြာရှုံးသွားတဲ့ဆိုတော့ဘလို့မှမပြောနိုင်ပဲနဲ့မမားကလည်းသူ့ရဲ့တတက်ကိုယူသွားမှကြောက်လို့လိန်ပြောနေခဲ့တာပါ။စန်ဂျီယောဘမလည်းလို့မော်ဒီယောကမေးတော့ အခန်းထဲမှာအဲ့ဒီကြောင့်ဂလက်ကပြန်ပြောလိုက်ပါတယ်။ဒါဆိုအကုန်လုံးရှင်းပြီမလို့မနှက်ဖြန်ကြားရင်လက်ထပ်ပွဲကွယ်ပြပြကြီးကျင်းပလိုက်ရအောင်လို့မော်ဒီယိုကဆိုပါတယ်။မော်ဒီယိုကအော်ပရာကိုမရှုံတာမို့လို့လုံချုံရင်းနဲ့တရင်ချက်လက်ကိုရှူတာကိုတုံးမြင့်ထားဖို့စစ်သားတွေကိုမှာလိုက်ပါတယ်။တစ်ဖက်ကစန်ဂျီကလည်းသူ့မှာပြောခဲ့တာတွေကိုပဲပြန်တွေးရင်းနဲ့ဘာဆက်လုပ်ရမလဲလို့တွေးတောနေခဲ့ပါတယ်။ တဖက်ကလူဖီကလည်းသူလမ်းမှာပိတ်နေတဲ့လူတွေအကုန်လုံးကိုတိုက်ခိုက်ပြီးတော့အရှိတ်ကိုဆက်သွားဖို့လုပ်နေပေမယ့်ဘာမှမစားရသေးလို့အားနေနေခဲ့ပါတယ်။စန်ဂျီတယောက်လည်းသူလှုပ်ခဲ့တဲ့သမင်ပူးလေးကိုဖွင့်ကြည့်ပြီးတော့ပိုတင်အတွက်လှုပ်ခဲ့တဲ့ဆိုရင်ပဲစျော့ခတ်တွေရဲ့အကြိုက်တွေပဲလှုပ်ခဲ့မိတာမို့လို့သူ့ကိုယ်သူဘာပဲလှုပ်လို့လုပ်နိုင်မှမသိဖြစ်နေခဲ့ပါဘီ။ တစ်ဖက်မှာလည်းလူဗီကသူအဲဒီနေရာကိုသွားကိုသွားရမယ်လို့ပြောရင်းနဲ့အားလုံးကိုကြံနေသေးတဲ့အားဝင်နဲ့အမောက်သိပ်ပစ်ပြီးနောက်မှာပဲအရှိကိုရိုင်းတန်းရိုင်းတန်းနဲ့ဆက်သွားနေခဲ့ပါရဲ့စန်ဒီတောင်လည်းလူဗီတို့ကထွက်ပြေးနေတာမလို့စိတ်ပူစရာမလိုဘူး Facebook Family ကလည်းဖမန်းတတကိုခရီးတော့မှာမလို့အချိန်တိုလေးဆိုပေမဲ့စိတ်ချမ်းသာတဲ့ဘဝတစ်ခုကိုလည်းရှားခဲ့တယ်လို့တွေးနေတော့ဘော်ပင်ကရှောက်လာပြီးတော့စားစရာကိုထိလိုက်ပါတယ် ဘောပင်ကအသားတော့ကိုစားဖို့လုံးနေတာမလို့စန်ကြီးကလူပြီးပြောခဲ့တဲ့ကိုပြန်ပြန်ရှောင်းလာပြီးတော့ဒေါသရေထွက်လာပါတော့ရဲ့အဲ့ဒီစားစရာတွေကိုပြန်ချလိုက်ဖို့တဲ့မင်းတို့အတွက်မဟုတ်ဘူးလို့ဆိုကစန်ကြီးကဒေါသကြီးနဲ့ကံပြီးလိုက်ပါတော့ရဲ့စန်ကြီးကတကုတ်တဘာပဲလုံးလုံးလုံးမနေမှမသိဖြစ်နေတာကြောင့်မလို့သမင်းဘူးချင်းတောင်းလေးကိုယူပြီးတော့ထွက်လာပါတော့ရဲ့အတန်ကြားလို့စစ်သားတွေကလာကြည့်ကြတဲ့အခါဘောပင်ကိုမြင်လိုက်ရပြီးတော့ဘာပဲဖြစ်သားသွားလဲလို့အားလုံးကမင်းနဲ့ပင်ပဲဘောပင်ကတော့စိတ်မပူနဲ့လို့ဆိုကအင်္ဂွေချပြီးနောက်စန်ကြီးနောက်ကိုလိုက်ပါတော့ရဲ့ မြန်မာဘော်ထဲမှာလည်းကာရော့ကလူဗီဆန်ချင်းရဲ့ဘရိုတွေတင်နေရကိုမေးကြည့်တဲ့အခါအယိုကြောက်တာဆိုရင်တော့မှန်တခုကဒီဘက်မှာရှိနေကြောင်းလှမ်းပြောပါတော့။သူတို့နဲ့မှန်အကြီးကြီးစီရောက်တော့ဘရိုရဲ့ဘေးထဲမှာပင်မန်းတိုးကိုပါတွေ့လိုက်ရတဲ့အခါနာမည်တို့လည်းအရန်လန့်နေပါတော့။ဘရိုကပါပင်မန်းရဲ့ဘေးထဲမှာနင်းနေချိုင်အိပ်ပျော့နေလို့ဘလို့လောက်ကြမလဲလို့နာမည်ကမေးလိုက်ပါတယ်။မမကအဲ့လိုထူးဆန်းတဲ့တဝါမျိုးဆိုရင်လှုပ်ပြမှာမဟုတ်ဘူးလို့ဆိုကဘရိုလီကပင်မန်းကိုအော်ခေါ်ပါတော့။အတန်းကကျဉ်လို့ချက်ပါတို့လည်းပါဇက်ကိုအမြန်ပိတ်လိုက်ပေမဲ့ပင်မန်းကမျက်စိပွင့်လာလို့အားလုံးလည်းအရန်လန့်ကုန်ပါတော့။ဒါမဲ့ရှင်ကောင်းတကောင်းကိုပဲပင်မန်းကဒီထားမိပြီးပြန်အိပ်သွားပ မယ်ရှင်ကောင်ကအနားမလာအောင်လို့ဘမန်ကရိုက်ချိုက်တဲ့အခါဘရုတ်လည်းလန်ပြီးတော့နိုးလာပါတော့ယ်ဘရုတ်နိုးလာပြီမလို့နာမည်တို့ကလန်အော့ခေါ်မယ်ဘရုတ်ကတော့ရှင်ကောင်ဆိုပြီးတော့ပြန်အိတ်သွားပါတော့ယ်အတန်ချားရတဲ့စူးတို့ကလည်းနိုးလာပြီးတော့ရှင်ကောင်တကောင်ကိုအမဲဖြတ်လို့ဖြတ်နေတာကိုနာမည်တို့လည်းမြင်လိုက်ရပြီးတော့အယမ်းလန့်နေခဲ့ပါပြီ သူတို့နဲ့ brook ရဲ့ပုံစံတစ်ခုကိုလှုပ်ပြီးတော့ brook ကိုကယ်တင်ဖို့လှုပ်ပါတော့ရယ် bully ကိုလည်းမှိုင်းအလေမှာထားပြီးတော့ chop ကဖမန်းစီသွားပါတော့ရယ်သွားရင်ခလုတ်တိုင်းမလို့ဖြစ်နေလို့တတိထားဖို့နာမည်တို့ကလည်းလမ်းပြောလိုက်ပါတယ် chop ကနှာချီကျင်လို့အားလုံးကထိန်ထားဖို့မနဲ့ပြောတဲ့တုံးမှာပဲနှာချီချမိလိုက်လို့အားလုံးလည်းအယမ်းလန့်သွားခဲ့ပါပြီဖမန်းကလည်းသူ့လက်နဲ့ကြိုက်ချားရတာမလို့ chop ကလန့်ပြီးတော့ချက်ချင်းပဲတစ်ဖက်ကိုအမြန်ကူးလာပါတော့ရယ်သူတို့နဲ့နောက်တစ်ခေါက်ချခါရော့ကသွားပြီးတော့ brook ကိုနှုတ်ပေးမယ်စုကမြင်သွားပါတော့ရယ် ခါရော့လည်းအယုတ်ပုတ်ဆက်အမြန်လုံလိုက်တဲ့အခါရုံမယုတ်ဆိုပြီးတော့ဇူးကပြက်အိတ်သွားပါတော့ရဲ့ခါရော့ကကြောက်ခဲကိုထက်ကပ်မိလိုက်တာမလို့ဇူးကရင်ကောင်းလားဆိုကမိုးချိုရည်နဲ့ပြန်ပြီးတော့တိုက်ခိုက်ပါတော့ရဲ့ခါရော့နဲ့လည်းအစစ်မပြေတာမလို့ဒီတစ်ခါတော့ပက်ဖြိုကသွားပါတော့ရဲ့ပက်ဖြိုသွားတဲ့အချိန်ကျပင်မန်းကတစ်ဖက်ကိုလှည့်တော့တာမလို့ဘလော့ကိုခေါ်ထုတ်ဖို့အခွင့်အရေးရခဲ့ပါပြီတတိမထားမီကင်မှာပဲအမြန်လဲပြီးအားလုံးစီပြန်သွားမယ်လို့ပက်ဖြိုကတွေးနေတော့မှာပဲဒီဘက်ပြန်လှည့်လာလို့ပက်ဖြိုလည်းအမြန်ထွက်ရပါတော့ရဲ့ဒီလိုနဲ့ဘလော့ကပင်မန်းကလွတ်ပြီးတော့အောက်ကိုပြုတ်ချလာခဲ့ပါပြီ ဒီတစ်ခါမှာတော့နာမီကဘရုတ်ကိုသွားခေါ်ဖို့လုပ်တဲ့အခါဘရုတ်ကနိုးလာခဲ့ပေမဲ့နာမီကျော်မှရှိနေတဲ့အယိုးချောက်ကိုမြင်ပြီးတော့တရေလို့ထားတော့ပါတော့ဟဲ့နာမီလည်းဘရုတ်ရဲ့ပစက်ကိုအမြန်ပိတ်ပေမဲ့ပေမန်ကတော့စိတ်ပျက်စရာရှင်ကောင်ဆိုပြီးမီးနဲ့တက်ထုတ်တဲ့အခါဂျင်ဘဲကအချိန်မီဆွဲခေါ်ပေးလိုက်ပါတော့ဟဲ့တဖက်မှာလည်းလူဗီဒီယိုသူစန်းချင်းတဲ့ခတိပေးထားတဲ့နေရာကိုရောက်ခန့်နေနေတော့ပဲကောင်တာကရောက်လာပြီးတော့လူဗီကိုတိုက်ခိုင်းဖို့လုပ်နေခဲ့ပါဟဲ့တဖက်ကစန်းကြီးစီကစားစရာကိုလည်းခွေးကလူဖို့လုပ်နေတဲ့အခါစန်းကြီးကတောင်းပန်လိုက်ပြီးတော့သူပေးချင်နေတဲ့တငယ်ချင်းတယောက်ရှိတယ်လို့ဆိုကအရှိကိုဆက်သွားနေခဲ့ပါဟဲ့ တဖက်ကလူပီကလည်းကောင်နာတိုက်ခိုက်တာကိုခံနေရပေမဲ့စံယူကိုစောင့်နေမဲ့ပြောထားတဲ့နေရာကိုသွားဖို့ကြိုးစားနေခဲ့ပါတယ်။ကောင်နာဟာလူပီကိုအတော်လေးနှိမ့်ဆက်နေပြီးအားလုံးကလည်းပြီးသွားပြီလို့ဆိုပါတယ်။လူပီကဘိုင်ယန်စာနေလို့လုံးဝအာမရှိဖြစ်နေပေမဲ့အားတင်းပြီးတော့သူတို့ဂတိပေးထားတဲ့နေရာကိုသွားဖို့လုံနေခဲ့ပါတယ်။မတက်ရှက်ရုံကလူပီဘာမှမလုံနိုင်တဲ့သူကအစွမ်းထက်တယ်လို့မလုံနိုင်တဲ့လို့ဆိုကကောင်နာကလည်းလူပီကိုအစမပြတ်ထိုးနှက်နေခဲ့ပါပြီ။တဖက်ကစံကြီးနောက်ကိုလည်းဘော်ပင်ကလိုက်လာပြီးတော့ခွင့်မလို့နိုင်ဘူးလို့ပြောနေခဲ့ပါတယ်။ တဖက်က Brook ကိုလည်းနာမည်က All Hit နေပါတော့တယ်။လုံချုံရေးသွင်းလိုက်ကတဲ့က Real Pony Clip တွေကို copy ရဖို့ဆိုတာကမဖြစ်နိုင်ခဲ့တာကိုအတင်းလုံးစိတ်ပြီးကေလိုပါရိုကလည်း Brook ကိုတောင်းပန်လိုက်ပါတယ်။ Brook ကဂျာကာတူတူအတွက်ပဲမလို့ကြွကြွလာတဲ့ဒဲကအခွင့်အရေးကတခါပဲရှိတယ်။နောက်တစ်ခါ Real Pony Clip ကိုထပ်ရဖို့ဆိုတာကပင်တယ်တမျှရဲ့ရှားတဲ့အစွမ်းကုန်တိုက်ပွဲကိုရှောင်လွှဲလို့မရတော့တာမလို့ထားချောက်ပဲမဖြစ်နိုင်ဘူးဆိုရင်တောင်မှ mission ကိုအောင်မြင်လို့လုပ်ရမယ်လို့ Brook ကဆိုခဲ့ပါတယ်။ဒီလိုနဲ့ပဲ Brook ကသူ့ရဲ့ခေါင်းထဲကနေ copy ကူးယူထားတဲ့စာရွက်တွေကိုနာမည်ကိုပေးလိုက်ပါတယ်။ ပတ်ဂျိုလွတ်မြောက်သွားတာမယုံနိုင်ဘဲနဲ့အဲဒီတုန်းကငစာဖြစ်တောင်းဆုံမယုံကလွယ်ပြီးတခြားမစင်စားနိုင်ခဲ့ဘူးလို့ဘလော့ကဆိုပါတယ်။ပိုနီကလစ်ဆာရွက်တီလာလို့ဆိုပြီးတော့နာမည်ဒိုရစ်ကလည်းအရအော်နေတဲ့ခါနောက်ဆုံးဆာရွက်ကူးယူနေချိန်ဘီမန်ကရောက်လာတာပဲလို့ဘလော့ကဆိုပါတယ်။ဘီမန်မှရှိနေတဲ့ပိုနီကလစ်ကိုရှားအောင်ရှူတာရင်တော့အအောင်လည်းအရန်ဝမ်းတာနေကြပါတော့ရဲ့။ သူတို့နဲ့ရှိရောချက်တစ်ခုကအောင်မြင်သွားရမလို့စံကြီးကိုပြန်ခေါ်ဖို့ပဲကြံတော့တယ်လို့ချက်ပကတ်ဆိုပါတယ်။တစ်ဖက်ကစံကြီးကလည်းလူပီတုကိုပြောခဲ့တာတွေကိုပြန်တွေးရင်းနဲ့အရှိကိုအမြန်လာနေခဲ့ပါပြီ။တစ်ဖက်ကလူပီကလည်းကောင်တာတုကိုဘလောက်ပဲတိုက်ခိုက်တိုက်ခိုက်တိတို့ခတိပေးထားတဲ့နေရာကိုပဲရှောင်းအောင်သွားဖို့လုပ်နေခဲ့ပါတယ်။ကောင်တာကလည်းလူပီကိုနောက်ဆုံးတိုက်ခွန်းနဲ့ပွဲသိမ်းပေးမယ်လို့ဆိုကလူပီကိုထိုးလိုက်ပေမဲ့လူပီကလည်းကောင်တာကိုပြန်ပြီးတော့ထိုးလိုက်နိုင်ခဲ့ပါတယ်။သူတို့နဲ့ပဲစံကြီးကလည်းခတိပေးထားတဲ့နေရာနားကိုရှောင်းလာခဲ့ပါပြီ။ တပတ်ကချောပါတို့ကလည်းစံကြီးတို့ဗမာလဲလို့ဆိုကမှန်တွေကိုမေးနေတော့နာမည်လဲတခြားတလောက်ကတော့စံကြီးတဲ့လူဗီတို့မနက်ကတိုက်ခိုက်ခဲ့တဲ့နေရာပဲရှိလောက်မယ်လို့ပြောလိုက်ပါတယ်။လူဗီနဲ့စံကြီးကအချင်းချင်းပြန်တိုက်ခိုက်ခဲ့ကြရလားဆိုပြီးတော့ချောပါကလည်းအော်ငိုနေပါတော့တယ်။စံကြီးရဲ့နောက်မှာလည်း Facebook Family ဆိုတာကရှိနေလို့သူ့ကိုအလွယ်လေးပြန်ခေါ်လို့မရနိုင်ဘူးလို့ထင်တယ်လို့ဂျင်ဘက်ကဆိုပါတယ်။မနက်ဖြန်သူတို့ရဲ့မင်္ဂလာဆောင်ဖြစ်ပြီးတာမန်ပွဲအခမ်းအနားတစ်ခုလည်းဖြစ်လာမှာမဟုတ်ဘူးလို့ဂျင်ဘက်ကချက်ပြောလိုက်ပါတယ်။ Popcorn ကလည်းလူဗီတို့နဲ့အတူလိုက်လာခဲ့ပေမဲ့တရားဝရဲ့ဆွဲခေါ်တာကိုခရယာပြီးတော့ငမန်းစာကြွေးခန့်ရတော့မယ့်အထိဖြစ်ခဲ့တယ်။ဂျင်ဘက်ကသ ူတာဒီမထားမိလိုက်ရင်ပပကွန်တေသွားလောက်ပြီလို့ဆိုပါရဲ့တဖက်ကစန်ဂျီနောက်ကိုလိုက်နေတဲ့ပော်ပင်ကလည်းရှုပ်ကြီးရဲ့ရတနာပြစ်ခတ်ရပါတော့ဟဲ့တဖက်မှာလည်း Vinsmoke Family ကတောက်စားပြော့ပါနေကြပြီးမိန်ကလေးသားဆိုရင်စန်ဂျီရဲ့တငယ်ချင်းနာမည်ဆိုတဲ့ကောင်မလေးကိုခေါ်ပေးစေချင်တယ်လို့ယွန်ဂျီကဆိုပါရဲ့ပြမပန်းအခမ်းအနားရပြီမလို့မနှက်ဖြန်အဲ့ဒီမိန်ကလေးကိုရှားနိုင်မလားမေးကြည့်အောင်မလို့ညီကြီးကလည်းပြောလိုက်ပါတယ်။ဂျာမာကရုကိုပြမန်းနဲ့ပူပေါင်းပြီးတော့မဟာမိတ်တစ်ခုကိုဖွဲ့စည်းတော့မှမလို့ထင်ကြတော့ဒီလောက်ပဲလို့ချက်ကဆိုပါရဲ့ ထပ်ပြီးတော့ Noble ကိုအုပ်စိုးချမဲ့လက်စားချေပြုတ်ချေရမယ်နေ့တွေကလည်းရောက်လာတော့မှာမလို့ကြိုပြီးတော့အောင်ဝဲခံချရမယ်။ဘာမှဟုတ်တဲ့အရှုံးသမားကအတုံးဝင်လာတာပဲလို့ Just ကထပ်ပြောလိုက်ပါတယ်။မမဲချိုလေးပြောချကိုချမတင်မောစုဘဝမင်းလာရတဲ့သူတိုင်းကတိုက်ခိုက်ရဲချတော့မှာမဟုတ်ဘူး။စန်းကြီးကိုလည်းဒါတွေကြောင့်ကျေစုတင်ရမယ်လို့ဆိုကအားလုံးကရှီမောနေကြပါတော့။တဖက်ကပေါ်ပင်ကလည်းတရားဝင်တိုက်ခိုက်တာကိုခရယာပြီးတော့လဲကျသွားခဲ့ရပါပြီ။ တဖက်ကစံညီတယောက်လေဒီမြေပြင်မှာဖြစ်နေတာတွေကိုကြည်ရင်းနဲ့လူဖီပြောခဲ့တဲ့စကားတွေကိုပြန်တွေးနေမိခဲ့ပါတယ်။ဒီမှာပဲစောင့်နေမယ်လို့ပြောခဲ့တာမလို့စံညီကနေရာအနှံ့တယောက်ချင်းစီလူဖီနဲ့တူတဲ့သူကိုလိုက်ရှာပါတော့ရယ်။အုပ်ချုပ်လေးတစ်ခုကိုတွေးလို့တွားကြည့်ပေမဲ့လူဖီဟောက်မန်နဲ့လို့လူဖီစောင့်နေမယ်လို့ပြောခဲ့တဲ့စကားကိုပဲပြန်ကြားရောက်လာပြီးတော့လူဖီရဲ့နာမည်ကိုအော်ခေါ်လိုက်ပါတယ်။အဲ့ဒီအချိန်ဘိုင်တန်ကနေစာလောင်စွာမြည်တဲ့အတန်တစ်ခုကိုကြားလို့စံညီနဲ့အမြန်လိုက်ရှာတဲ့အခါဘိုက်ဆဆာနဲ့စောင့်နေတဲ့လူဖီကိုမြင်ပြီးတော့မျက်ရည်တွေဝဲလာခဲ့ပါပြီ။ ထာလီကတော့ one piece အပိုင်း230ဖြစ်ပြီးတော့အပိုင်း231ကိုစက်တင်ပေးတိုင်းမတော်လိုက်လေးတရားချစနေပြီးတော့ combination တော့မှတ်ပေးကြပါဦး channel ရဲ့ subscribe လေးမတော်လိုက်လို့ပေးသွားခဲ့ကြပါဦးကျေးဇူးများတင်ပါတယ်ကျွန်တော်ကတော့စမတ်ပါ